ဒီ2025အလွန်ဘူးပူရောက်ကပါမာနမနငါကျူပြလာမယ်စီကုံမှုမဲနဲ့ခွန်လာများသုံးသဆင်းလို့ပဲလုပ်မယ်ဆိုပြီးတော့ဒါကြိုက်ဝီကြီးကျွန်တော်တင်ပြခဲ့တာရှိပါကျွန်တော်လည်းအဲ့လိုလေးတမန်တော့ပါပဲအဲ့လုပ်ပါနောက်ပါနဲ့ကျွန်တော်ဒီလိုပဲပြောလိုက်ပါညခါနာစီစဉ်လေးသူလာပြီးရှင်းပြတဲ့ခါမှာဒီခါနာနိုင်ငံကကပညာရှင်တွေလည်းပါတယ်အနာဂတ်တွေအရေးကြီးတယ်အဲ့တော့ဘယ်သူမှအဲ့မှာလဲအဖွင့်ပဲကိုပြောကြပေးပါဆိုတော့တစ်ဆင့်ရောက်လာတမန်တော့ဖတ်လို့ဖို့ပါနောက်ကတော့တစ်ဆင့်မေကွန်းကျော်ဝင်ဆိုဖြစ်လာတယ် ဒီကောင်းမယ်ကျွန်တော်ပြောပြပါမယ်ဆိုကျွန်တော် outline လေးတွေကျွန်တော်တချို့လေးပြောပြပါအဲ့ဒါလေးတော်တိတ်မကြင်ဘူးကျွန်တော်အခါထပ်ပြီးတော့သူကအသေးစိတ်ပေါ့ဒီအကြက်တာလေးဗလာကြီးရှင်းပြရင်းနဲ့ဘူဂျုံမီအဲ့မှာနည်းနည်းလေးဆွနွေကြီးကောင်းမယ်ထင်ပြီးဆိုတော့ဝင်းကြီးကကျွန်တော်ထပ်ပြီးထပ်ပြီးပြောတာပေါ့အဲ့ဒါနဲ့ကောင်းမယ်ပြန်လို့အဲ့ဆိုလေကျွန်တော်ကောင်းနေရှိတာစိတ်ထဲရှိတာပြောတာပေါ့ဆိုပြီးတော့ဒီလိုတဲ့ဒီလိုဆွနွေတဲ့အစ်ကျွန်တော်ရောက်လာတာဖြစ်ပါတယ်မူလကတော့ကျွန်တော်ဆွနွေဘူးစစ်စစ်မရှိပါဘူးအဲ့တော့ဒီမှာလဲဘာပဲပဲဒါကျွန်တော်တို့တက်တော့ဒါကောင်းနေတယ် ဒါဒီစုနေကွေတုတ်တဆီလေးဘတ်ကူလို့ဒါပြောရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နည်းနည်းလေးပေါ့ကျွန်တော်အမြင်လေးပေါ့ဗျာကျွန်တော်နည်းနည်းဆွေးနွေးပြရတယ်နော်အဲ့တော့ဒီမှာလဲအဲ့တော့ကျွန်တော်တို့ဒီစီးပွားရေးနဲ့ပတ်သက်ပြီးပြောရချင်ပါလဲကျွန်တော်တို့ကလည်း sanction လုပ်တဲ့အတွက်ကြောင့်နည်းနည်းခက်ခဲလို့ရှိတော့ sanction လုပ်တယ်ဒါတနည်းကတော့ကျွန်တော်ကျွန်တော်ကျွန်တော် interview တခုမေးတဲ့အချိန်မှာကျွန်တော် sanction ကိစ္စကျွန်တော်ပြောပြပါမယ် sanction လုပ်လို့ရှိရင်ဟောလို့ကျွန်တော်တို့တော့ဒါ impact တခုလည်းရှိပါလိမ့်မယ်တို့တော်လည်းပဲတစ်ဖြည်းဖြည်းနဲ့အဲ့ဒီတိုက်ခေါ်တဲ့နိုင်ငံတွေကဒါနိုင်ငံ ဒီသူ့ရဲ့ခက်ခက်ကြော်လာဖို့တဲ့အုပ်စုတွေဖွဲ့လုံလာတယ်ဒီပြန်ပက်တွေဖြစ်လာတယ်ပြန်ပက်တွေဖြစ်လာတယ်ပူဆုမှာဖြစ်တယ်ဒါစီဝိုင်းပြေးဆိုပြီးတော့မှကျွန်တော်တို့ဘုံမှာဖိအားပေးတော်မျိုးတော့ဘလူးမှာမအောင်မြင်နိုင်ဘူးဘုကနဲ့ကျွန်တော်တို့ဘုံမှာဆက်ရှင်လုပ်ထားတာကျွန်တော်တို့အဲ့ဒါကိုကနီးကွန်းနဲ့ကြော်ထားနေကြတာပဲကိုလိုကြော်တာမဖြစ်ရှင်းလို့ရတယ်အခက်ခဲလို့ရှိတာပါမှာဒုတိယလည်းပဲဖြစ်ရှင်းလို့ရတယ်ဒါကြောင့်ကျွန်တော်တို့ကတော့ဒီဟာတွေကြော်တော့နိုင်လို့ဆိုရင်တစ်ဖက်ကလည်းအဲ့တော့ဒါပေမဲ့ကုလေးကျူစာအထုံးမှုတို့တို့တို့တစ်ခါကလည်းနိုင်ငံရေးနည်းလမ်းရတစ်ခါကလည်းဒါတွေဖြည့်ရှင်းကြမှာလေဖြစ်ပါတယ်။အဲ့ပါလဲ ခုနပြောတဲ့စီးပွားလုပ်ငန်းလုပ်နေပို့ဆိုရတယ်စီးပွားရေးပိတ်ဆို့ပြီးဖိအားပေးလို့မရဘူးလို့စစ်ကောင်းဆောင်ပြောမြန်မာနိုင်ငံကိုစီးပွားရေးတန်ခတ်ပိတ်ဆို့တာတွေရှိနေပေမဲ့ကိုနီးကိုဟန်နဲ့ကြော်ရွားနေတယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမတ်21ရက်မှာပြောပါတယ် 2025အလွန်ဘဟုဝင်ရိုးကဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာရမည့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများခေါင်းစဉ်နဲ့နေပြီးတော့မှပြုလုပ်တဲ့ဆွေးနွေးပွဲမိန့်ခွန်းအပြီးမှာဖြည့်ဆွတ်ပြောကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့အပေါ်မှာ sanction လုပ်ထားတာကိုကိုနီးကိုဟန်နဲ့ကြော်လွှားနေတာပဲဖြည့်ရှင်းလို့ရနေတာပဲအခက်ခဲတော့ရှိတာအမှန်ပါလို့စစ်ကောင်းဆောင်ကပြောတာပါ။မြန်မာစစ်ကောင်းဆောင်တွေစစ်တပ်နဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေလူပုဂ္ဂိုလ်တွေကိုအမေရိကန် UK ကနေတာ ဥရောပသမဂ္ဂနယူးဇီလန်ဩစတြေးလျတို့ကစီးပွားရေးတန်ခတ်ပိတ်ဆို့တာတွေလုပ်ထားတာပါ2025မတ်စက်တရက်တုန်းကလည်းဆွစ်ဇာလန်ကမြမရေနံနဲ့တဘာဝတံငွေလုပ်ငန်းမုန်းကိုတန်ခတ်ပိတ်ဆို့တဲ့စီရင်နဲ့ထည့်သွင်းလိုက်ပါတယ်စစ်ကောင်းဆောင်ကိုဘသူတွေကြံပေးနေလဲမြမစစ်တပ်ကိုတန်ခတ်ပိတ်ဆို့မှုတွေကထိရောက်သလားစစ်ကောင်းဆောင်ကတော့တန်ခတ်ပိတ်ဆို့တာတွေကိုကြော်လွားတာအပြင်နိုင်ငံစီးပွားရေးမြင့်တင်တဲ့အပိုင်းမှာလည်းလာမယ့်ဗန္နာနှစ်အတွင်းတိုးတက်အောင်မျှော်မှန်းလှုံ့ဆော်နေတယ်လို့ဆိုထားပါတယ် ဒါပေမဲ့ကမ္ဘာ့ဘဏ်ကတော့မြန်မာဘာအခုဘဏ်ဒါနဲ့အကုန်2025မတ်လမှာတရားခိုင်နှုန်းထက်ကျုံသွားမယ်လို့ခန့်မှန်းထားပါတယ်စစ်ကောင်စီကတော့စီးပွားရေးပိတ်ဆို့မှုတွေကြောင့်ယင်းနှိမ့်နှံသူတွေထွက်ခွာသွားတာနဲ့ကုံတွယ်ဘက်နိုင်ငံရောနေသွားတာတွေကိုတရုတ်ရုရှားနိုင်ငံတို့နဲ့ပူးပေါင်းမှုမြင့်တင်ရာကနေကြော်လွှားနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံကကျွတ်ကျစီသုံးရင်ထွက်ပြီးတော့မှမြန်မာနိုင်ငံကိုလိုနီကျူးကျင်းခံခဲ့ရတယ်။ဒါတရားခါတာတွေကြောင့်အခြေခံခဲ့တာ ဲ့ချိန်မှာပဲဟာလာပြာသနာကြောင့်ကိုလူဒီပြုတ်ခဲ့တဲ့ကိုလူဒီနဲ့ငါဟာဒီကိုလူဒီခိရဲ့တွဲခွဲအုပ်ချုပ်မှုတွေကြောင့်လေစူးစီးနေထိုင်တဲ့မြန်မာတိုင်းရင်းသားတွေဒီညှဉ်းပန်းမှုလေပြုတ်ခွဲခဲ့ရတာကျွန်တော်တွေ့အဲ့ဒီပြုတ်ခွဲမှုရဲ့နောက်မှာဆိုရင်လေလက်နက်ကပြည်ပခါတွေကရင်းနှီးချက်တိုင်းဖြစ်ပေါ်လာပြီးတော့မှဒီကိုလူဒီပေါင်းပါတွေကလည်းဆက်လက်အားပေးထောက်ပံ့နေတာလေဒီနေ့ထိကျွန်တော်တို့တွေ့ရပါတယ်။ဒါပြင်ရွာတဲ့ကော်ပြမှုတွေ၊ဒူပြေးကော်ပြမှုတွေ၊ရန်ကုန်စစ်နယ်ကော်ပြမှုတွေမှာပုံကြီးချက်တွေးထုတ်ထုတ်ဆောင်ပြီးတော့မှ ပြိပခါတွေကိုမကြည့်ထအောင်လည်းဆောင်းရတာတော့ကျွန်တော်တို့သိပါတယ်ခုနကပြောတဲ့ပြိပခါတွေကြောင့်ဖြစ်ပေါ်လာတဲ့နိုင်ငံမတည်ငြိမ်မှုတွေကိုလည်းဟဲ့လားအဲ့တော့ဒီဇယ်အစိုးရတွေပေါ့ဗျာဒီဇယ်အစိုးရတွေညီညာရောက်လည်းအမျိုးဆုံးဟဲ့ကျူးစားဖို့ကိုလည်းအမျိုးမျိုးတွေးထုတ်လို့ဆိုမှုတွေကြောင့်ရင်းနှီးထက်တိုင်းဒီကမမီးကမငင်းသေးတော့လည်းတွေ့ပါဒီမငင်းမီးမငင်းသေးတဲ့ကြောင့်လည်းပုံပြမှုတွေလည်းတော်တော့ကြာခဲ့တာတွေတွေ့တယ်တထာရီကိုကျွန်တော်တို့ကမကျော်လွှမ်းနိုင်ဘူးလားလို့လည်းကျော်လွှမ်းနိုင်တယ်နေတဲ့နေကျွန်တော်ရှိပါတယ် မရှိကြတာမဟုတ်ပါဘူးရှိပါတယ်။တစ်ချက်တော့မြန်မာတိုင်းကမြန်မာတိုင်းကခုနိုင်ငံကိုချစ်တဲ့စိတ်မျိုးဘူးလို့တို့ပါဘူး။ခုပြည်ကိုချစ်တဲ့စိတ်မျိုးဘူးလို့တို့။ပြောရရင်မြန်မာတွေမြန်မာစိတ်မျိုးဘူးလို့တို့ပါဘူး။အဲ့ဒါဆိုရင်ဂျင်ညွတ်တဲ့အင်အားတွေထိဆောက်နိုင်မှာလို့ကျွန်တော်ကြိုးကြည့်ပါတယ်။ကျွန်တော်စိတ်ဆုဂျင်ညွတ်မှုမရှိတဲ့ဘက်ကတော့ဘယ်လိုစီးပွားရေးလုပ်လို့ဘယ်လိုနိုင်ငံရေးစနစ်ပဲလုပ်လို့နော်။ဘယ်လိုလူမှုစနစ်ပဲလုပ်လို့ဒါတာဝါပြောတဲ့အနေထားကိုခေါ်တိပေးနိုင်မှာမဟုတ်လို့ဒါကျွန်တော်ပြောချင်ပါတယ်။ ်ဆိုတော့ပြောတယ်ပထဝီနေထားရပေါ့ကျွန်တော်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံရဲ့နေထားစုံချက်တစ်ခုဖြစ်လာတွေ့ဆိုတော့ပြောတယ်အနောက်ဘက်မှာဆိုရင်အိန္ဒိယတို့ပြောမှာတောင်အာရှနိုင်ငံတွေကျွန်တော်ပါပါတော့ခုနကပြောတဲ့အရှိတောင်အာရှနိုင်ငံတွေပါတယ်နောက်ကျွန်တော်တို့အရှိမြောက်ဘက်မှာဒီပြည်နိုင်ငံရှိပါဒီဒီဒေတာမှာကျွန်တော်ရဲ့နိုင်ငံကဒီစုံချက်တစ်ခုဖြစ်လာပြေခုနကပြောတဲ့လူကြီးကြည့်ရင်လေ၄ဘီလီယံနေပါလောက်အဲ့သူတို့ရဲ့ သူတို့ကအားလုံးကတော့အသက်ရှင်တန်နေထိုင်ဖို့တဲ့အစားအသောက်လိရေးဆိုတာဘယ်လိုပဲဖြစ်ရင်ရင်ဆိုင်နေကြတဲ့ပုဂ္ဂိုလ်နိုင်ငံကြီးဖြစ်ပါတယ်ဒါတော့ပထဝီဒေသရဲ့ကြီးလိုက်ရင်ပဲမြန်မာနိုင်ငံကနေပြီးတော့အဲ့ဒီနိုင်ငံတွေအတွက်ဆန္ဒရိက္ခာဖူပေါ်ဆောင်ရွက်ပေးနိုင်မယ်ဘာလို့ကကိုယ်စီစီမှုတွေဆောင်ရွက်ပေးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံလူပြည်ဘယ်လိုမှဒီအကျိုးရှိလာမှာဆိုတော့လေကျွန်တော်တို့သိမှာကိုယ်စီစီမှုများလာလို့ရှိရင်တော့အတော်လာများရင်တော့ခီးသားလုပ်ငန်းတွေပါ ဒါကျွန်တော်တို့ပို့ပြီးတော့ပို့များလာမယ်သဘောပေါ်ရှိပါတယ်။အဲ့တော့ကျွန်တော်တို့ကတော့အဲကျွန်တော်တို့ကုန်သွယ်ကြီးပွားရေးရဖြစ်တင်ဖို့ကတော့ဘယ်လိုမှတည်းလောက်ဖို့ဒူပါမရှိပါရဲ့မြင့်တင်ဖို့လုပ်ဖို့လိုတဲ့ဆိုရနေမှာလဲကျွန်တော်နိုင်ငံလည်းအလုပ်လုပ်ဖို့တော့လိုတာပေါ့တဲ့လိုလုပ်ဖို့တော့ကျွန်တော်တို့ကျွန်တော်ဖိတ်ကြလောက်ပေါ့နော်ကျွန်တော်တို့နော်မြန်မာနိုင်ငံ GDP ဟာဟိုဘီလီယံ60နဲ့80ချားလောက်ပါကျွန်တော်ရှိပါဒါမဲ့နှစ်ပေါ့2026 25 26မှာလည်းဆက်ချောင်းမှာလည်းနှစ်မှာတော့ ်87ဘီလီယံလောက်ဒီမျှော်မှန်းပြီးကျွန်တော်လုပ်နေပါဒါပေမဲ့အိန္ဒိယနိုင်ငံနဲ့ကြီးလာလို့ရှိရင်ထိုင်းနိုင်ငံဘီလီယံ900ကျော်တဲ့ GDP ရှိပါဘင်္ဂလားဒေ့ရှ်နိုင်ငံဘီလီယံ400ကျော် GDP ရှိပါတယ်ဒါ GDP ဆိုတော့လေယာဂန္ဓာကြီးစက်မှုဂန္ဓာကြီးဟောဝန်ဆောင်မှုဂန္ဓာကြီးပုံမှာ GDP ကတ်တာဆိုတော့ဒီနိုင်ငံတွေမှာစက်မှုလုပ်ငန်းတို့ဝန်ဆောင်မှုရှိလို့ GDP တွတ်တယ်ပူကျွန်တော်တွေတာတယ်လို့ပြောဆိုရတယ်ပြောရင်ငင်းပွားစရာရှိပါတယ်ငင်းစရာရှိဘူးတော့လည်းလေယာဂန္ဓာကြီးတခုတည်းပဲတန်းရှင်ကြည့်လို့ရှိရင်ကျွန်တော်တို့တွေအများကြီးအားတာနေတယ်ကျွန်တော်တို့တွေ့ ကျွန်တော်တို့ကတကယ်စိန်ခေါ်မှုပါစိန်ခေါ်မှုတခုကျွန်တော်တို့ကဒီမျိုးပလာအပြင်တရားဆက်ပြေးတဲ့ဘူးမီလုံကလိုချင်တဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့လေယာကန်ကနေဆက်ပြေးမှုမီလုံကတွေကိုကျွန်တော်တို့အားခိုက်ပေါ်ဆိုင်အလုပ်ဖို့လိုတာဟုတ်ပါအဖြစ်ပေါ့မြန်မာနိုင်ငံမှာကျွန်တော်ဒီတိတိတည်းကကျွန်တော်ဆရာဆက်ပြေးဝန်ကြီးဌာနကိုကိန်းဂဏန်းတစ်ခုတောင်းကြည့်ပါမြန်မာနိုင်ငံမှာဆက်ဆက်ပါဆက်ပြေးဘယ်လိုရှိလဲ15အတန်းရှိတယ်လို့ပြောတယ်အာဧက15အတန်းဆိုက်ပါအဲ့မှာ73တန်းကလူစားပါဆိုင် မဲ့အဲ့မိုးစောပေါ့တတိဆိုင်ပြတဲ့အချိန်မှာဂျန်နေတိနေနေဆိုင်ဖို့ဟာဂျန်နေတိနေနေပါငါတိဆိုင်ဖို့ဆိုတော့အလုံးကျွန်တော်မဆိုင်ကြဘူးဒီစပါးလေးတုံးတန်းလောက်ပဲကျွန်တော်ရှိဆိုတော့ကျွန်တော်တို့ကဒါတွေကိုဟုတ်လားတကယ်လို့ဒါပြည်သက်ဆောင်အားတွေအပြည့်ဆိုင်မယ်ဆိုရင်ထုတ်ဖို့က24ပါလောက်တက်လာမယ်ဆိုရင်ကျွန်တော်တို့တော့ပြေးပါဒါဥပမာလေးနဲ့ကျွန်တော်ပြောတော့ဥပမာလေးနဲ့ပြောတော့ဒီလိုပဲကျွန်တော်ဝါဆယ်ပြူပါကျွန်တော်ဝါဆယ်ပြူပါလူကြီးမင်းကဥတက်လာတဲ့ဒီအားလုံးအင်ဂျင်ကကြပါ ဖက်နှက်စီးကြဖက်နှက်စီးကြဖက်နှက်ဆိုတော့တည်ရည်နဲ့ဘာပါနဲ့ကိုချီခံပြီးလှုပ်တာတွေများပါတယ်အများစုပါအခုဆိုလို့ရှိရင်လည်းနော်ချီဝါဝချီခံပြီးဝကြတာများပါမြန်မာနိုင်ငံမှာဒါတွေအခုဖြစ်ပါတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့ချီခံပြီးတော့ဒီစက်မှုလုပ်ငန်းတွေတွားမယ်ဆိုလို့ရှိရင်ဟဲ့ခေါင်းပြောတဲ့လူကြီးတမောင်ဒီအောင်ပြောတော့ရှိတဲ့နိုင်ငံထဲမှာလူကြီးတက်ဘလောက်ပါခလက်စီးတဲ့ထောင်ပေါ့ ်တစ်ဖီလန်ခွဲနှစ်ဖီလန်၄ဘားလောက်ကဖဏတ်တူပါလားသူနိုင်ငံတွေအဲတက်ကတက်ဆက်နိုင်ငံတွေကဒီဒီတို့ရတဲ့တရားသာသာပစ္စည်းတို့တို့ရှိမှာလုံးလုံးမရှိမရှိကျွန်တော်တို့ကကျွန်တော်တို့ဓာတ်တွေကိုကျွန်တော်တို့ကနော်တင်ပို့ရောင်းချမယ်ဆိုတဲ့အချက်ထုတ်လို့ရောင်းချမယ်ဆိုရင်ကျွန်တော်တို့အများကြီးဒီတစ်ခုတည်းတယ်နော်တချို့လည်းဆရာဆရာပြောလို့တွေးပါဘူးကတကယ်တော့စီးပွားရေးဆိုတာလေဆရာဆရာလုပ်ရတာဟာအများကြီးရှိပါအများကြီးရှိအဲ့တော့ဟိုအမြင့်နေလျှောက်စင်းစားလို့လို့ရှိရင်ဟာမဖြစ်နိုင်တာဆိုဘယ်လို့မှအဆမ်းမပြေပါဘူး အဆန်းအဆန်းချိန်အလဲလက်တယ်ဆိုတဲ့အတိုင်းပဲဟိုမှာဒုက္ခရောက်ကြပါဒါကြောင့်ကျွန်တော်တို့ကအခြေခံလေးစဉ်းစားပြီးလုပ်မစင်ဖြစ်ပါဒီလိုပဲခုနကပြောတဲ့ဝါပါဝါဆိုရင်လည်းကျွန်တော်ဧက9သိန်း6သိန်းကျော်တော့ဖြစ်ကျွန်တော်ဧကဆက်ခဲ့ဘူးပြည်သူတည်းလည်းအကြောင်းမျိုးပေါ်ကြောင့်ဝါဆက်ပြုံးမှု3သိန်းကျော်တော့ဖြစ်ကျဆင်းသွားပြီးတော့မှကျွန်တော်တာဝန်ကြီးတဲ့ချိန်မှာဒါကိုတွေ့လို့ကျွန်တော်ဒါကိုအားပေးစာမှုလုပ်ခဲ့ပါအခုဆိုရင်ဧက9သိန်းလောက်ကျွန်တော်ဆက်ပါတကယ်တော့ကျွန်တော်တိုက်ပြေဝါထုတ်လို့မှာမြန်မာနိုင်ငံလူကြီးတွေထဲကျွန်တော်တို့ပို့ပါတယ် ့ပို့ပါ။ဒါကဒါကခုနပြောတဲ့ပြပနိုင်ငံတွေဖြစ်တဲ့အိန္ဒိယချင်းတိုင်းပြည်တွေတည်းဝါဟောင်းခြေခန်းနဲ့ခြေတယ်လုပ်ငန်းတွေတင်ဖို့ရောက်ချမှာဆိုပြီးချင်းကျွန်တော်တို့အကြည့်ရအောင်အများကြီးခွန်းလန်းနေရှိတယ်ဆိုတာပြပါလိမ့်မယ်။ဝါဟောင်းခြေခန်းနဲ့အထက်လေးလုပ်ငန်းတွေဝါးနေဝါဖန်ဝါ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 ခွန်းဝါကောင်နေပြီးတော့ကျွန်တော်တို့ကအဲ့ချီချီရနေပြီးတော့ပိတ်ပိတ်ကနေပြီးအထည်ပေါ့နော်။နော် CNB လုပ်ငန်းတွေကျွန်တော်တို့သွားမှာဆိုရင်ဘာမှစီးဘူးတခြား wave space တွေဒီနှစ်ခုပါတယ်ကျွန်တော်တို့ အများကြီးအခွင့်အရေးရှိတယ်စီးပွားရေးတခုတည်းရပထဝီနေထိုင်ရကျွန်တော်ကအခွင့်အရေးရှိနေဆိုတာလေးကကျွန်တော်ကောက်ထုတ်ပြီးတော့ကျွန်တော်ပြောလို့ပါအဲ့တော့ဒီမှာလည်းကျွန်တော်တို့ဒီစီးပွားရေးနဲ့ပတ်သက်ပြီးပြောရချင်ပါလေကျွန်တော်တို့ပုံလေး sanction လုပ်တဲ့အတွက်ကြောင့်လည်းခက်ခဲတော့ရှိတော့ sanction လုပ်တာဆိုတော့ဒီနေ့ကတော့ကျွန်တော်ကျွန်တော်ကျွန်တော် interview တခုမေးတဲ့အချိန်မှာကျွန်တော် sanction ကိစ္စကျွန်တော်ပြောပြပါ sanction လုပ်လို့ရှိရင်ကျွန်တော်တို့ဒီဒုတော်တော့အိမ့်ပိတ်တခုတော့ရှိပါလိမ့်မယ်ဒုတော်လည်းပဲတစ်ချိန်နဲ့အဲဒီတိုက်ခေါ်တဲ့နိုင်ငံတွေက ဒါနာဒီသူတို့ရဲ့ခက်ခဲကြော်လာဖို့တဲ့အုပ်စုတွေဖွဲ့လို့လာတယ်ဒီပြန်ဖက်တွေဖြစ်လာတယ်ပြန်ဖက်တွေဖြစ်လာတယ်ပူစုမှာဖြစ်တယ်ဒါစီဝိုင်းပေးဆိုပြီးတော့မှကျွန်တော်တို့ဘုံမှာဖိအားပေးတာမျိုးရတာဒါဘလို့မှမအောင်မြင်နိုင်ဘူးဘုကလည်းကျွန်တော်တို့ဘုံမှာဆက်ရှင်လုပ်ထားတာကျွန်တော်တို့အဲ့ဒါကိုကနေကိုကနေမကြော်ထားနေကြတာကိုကကြော်တော့ဖြည့်ရှင်းလို့ရတာအခက်အခဲတော့ရှိတာပါမှာတို့တော်လည်းပဲဖြည့်ရှင်းလို့ရဒါကြောင့်ကျွန်တော်တို့ကတော့ဒီဟာတွေကြော်လွှားနိုင်ဖို့ဆိုရင်တော့တစ်ဖက်ကလည်းအဲ့ဒါတစ်ဖက်ကကိုလည်းကြိုးစားအထောက်မှုဒါတို့ရတယ်တစ်ဖက်ကလည်း နိုင်ငံရေးနည်းလမ်းတွေတစ်ခါကလည်းဒါတွေဖြည့်ရှင်းကြမှာလည်းဖြစ်ပါတယ်။အဲ့ပါလဲဟိုကပြောတယ်စီးပွားလုပ်ငန်းလုပ်နေဘူးဆိုရင်လည်းဒုသားအရင်းမြစ်တွေနော်ရင်းနှီးမြှုပ်နှံမှုတွေဒီလက်ချက်လို့ပေါ့ဒုသားရင်းမြန်မာနိုင်ငံရဲ့ဒုသားရင်းမြစ်ချင်းကြီးကြည့်လူမြန်မာနိုင်ငံလူကြီးတကယ်ပြီးခဲ့တဲ့အောက်တိုဘာလောက်ခဲ့တဲ့လူကြီးအစီအရဆို90%တန်းရှိပါတယ်90% ။ဒါသူကြီးကတော့ခမန်းလူကြီးတွေပူပြီးနဲတော့ကျွန်တော်တွေ့။အဲ့ဒီမှာလူကြီး90ကျော်ခိုင်နှုံကျော်ကျော်ယောက်ျားဖြစ်ပြီးတော့90ကျော်ကျော်ကျော်တော့မြို့သမီးတွေဖြစ်တာတွေ့။နောက်ဆက်လေးခုနှစ်နဲ့နောက်ဆက်9ခုနှစ်မှာထွန်းပြတဲ့တဲ့လူကြီးနဲ့အိမ်ကြောင်းကတကောင်ဆင်းနေရအောင်အဲ့မှာအချက်တွေကြာပြောနေတော့လူကြီးရဲ့တိုးရခိုင်နှုံကအဲ90ရခိုင်နှုံပေါ့90ရခိုင်နှုံကအခြေခံတွေအားဖြင့်အားနေတော့ကျွန်တော်တွေ့ပါတယ် I Anuradhi.